မက်ချလာ28ရက်နေ့မှာ Richard Scale 9.8အဆင့်ရှိတဲ့ငလင်ကြီးလှုပ်ခတ်ပြီးနောက်မြန်မာနိုင်ငံမှာကယ်ဆယ်ရှာဖွေရေးလုပ်ငန်းစဉ်တွေမှာပါဝင်ကူညီဖို့စင်ကာပူကပိုဟတ်ဆက်ရုပ်စုစုပေါင်း10ရုပ်ကိုဆေးလွတ်ပေးခဲ့ပါတယ်။ စင်ဘူကာကွယ်ရေးတပ်ဖွဲ့ရဲ့ချင်းသီးနှလုံးသား operation မှာပါဝင်ကူညီဖို့အဲ့ဒီပိုဟတ်ဆက်ရုပ်တွေဟာမတ်လ30ရက်နေ့မှာကလေးကမြန်မာနိုင်ငံကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။လူသားချင်းစာနာထောက်ထားရေး operation တစ်ခုမှာအခုလိုပိုဟတ်ဆက်ရုပ်တွေအသုံးပြုတာဟာကမ္ဘာမှာပထမဆုံးအကြိမ်ဖြစ်ပါတယ်။နေရန်ဤပညာတက္ကသိုလ် class engineer လုပ်ငန်းတို့နဲ့အတူစင်ကာပူသိပ္ပံနယ်ဤပညာအဖွဲ့တို့ကအဲ့ဒီပိုဟတ်ဆက်ရုပ်တွေကိုတီထွင်ထားတာဖြစ်ပါတယ်။ အဲ့ဒီပိုဟတ်ဆက်ရုပ်တွေကို match လ31ရက်ကနေပြီးတော့မှပထမဆုံးအသုံးပြုခဲ့ပြီး April 3ရက်နေ့ကနှစ်ကြိမ်အသုံးပြုထားပါတယ် ပိုဟတ်ဆက်ရုပ်တွေဟာအသက်ရှင်သူတွေကိုမရှာဖွေပေးနိုင်ပေမဲ့အဆိုရဆုံးထိခိုက်တဲ့နေရာတွေမှာကဲဇယ်ရေးလုပ်သားတွေကိုအများကြီးအထောက်အကူပေးနိုင်ခဲ့ပါတယ်။စင်ကာပူကာကွယ်ရေးတပ်ဖွဲ့ကလူဝင်အား80နဲ့အနက်ခံရှာဖွေရေးခွေးလေးကောင်ပါဝင်တဲ့အဖွဲ့ကို match လ29ရက်မှာမြန်မာနိုင်ငံသို့ဆေလွတ်ပေးခဲ့တာဖြစ်ပါတယ်။အဲ့ဒီနောက်စင်ကာပူအင်ဂျင်နီယာ၄ဦးနဲ့ပိုဟတ်ဆက်ရုပ်တွေကိုဆေလွတ်ပြီးရှာဖွေကဲဇယ်ရေးအဖြစ်ပေးခဲ့တာပါ။ အနီရောင်ရောင်ကြီးသုံးကင်မရာတွေအာယုံခံကရိယာတွေတက်ဆင်ထားတဲ့ပိုဟတ်ဆက်ရုပ်တွေဟာအပြက်အစည်းတွေကြားပိတ်မိနေတဲ့တက်ရှိမှန်သမျှကိုရှာဖွေပေးနိုင်ပါတယ်။တက်ရှိတွေရှာတွေ့ရင်ပိုဟတ်ဆက်ရုပ်တွေကအင်ဂျင်နီယာတွေဒီကျိုးမဲ့စနစ်နဲ့အတိပေးပြီးကယ်ဆယ်ဖို့အချက်ပြပေးနိုင်ပါတယ်။